ဖွံ့ဖြိုးတိုးတက်လာတဲ့မြို့ကြီးတွေဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့ကြီးမှာနှစ်စဉ်ကောင်းကင်ရိုက်ပြဿနာတစ်ခုကိုပြောပါဆိုရင်လေတုညဉ့်ဉဏ်မှုကအဆိုးအဝါဆုံးဖြစ်ပါလိမ့်မယ်။နှစ်စဉ်ကြုံတွေ့ရတဲ့ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေကလေတုညဉ့်ဉဏ်မှုဟာအတော်လေးဆိုးရွားပြီးအုတ်ချုပ်ရည်အဖွဲ့အစည်းတွေအတွက်ကောင်းကင်ရဆုံးပြဿနာတစ်ခုပါ။လေတုညဉ့်ဉဏ်မှုလို့ဆိုရမှာသက်ဆိုင်ရာကထုတ်ပြန်တဲ့လေတုအညွန့်ကိန်းတွေရှိပြီးဘန်ကောက်ရဲ့လေတုညဉ့်ဉဏ်မှုကကမ္ဘာမှာထိတ်ဆုံးစီးရီအထိပါဝင်နေခဲ့ပါတယ် ဗန်ကောက်ဟာနှစ်စဉ်ကဘာလေးခီးသွားတင်းချီဝင်ရောက်နေတဲ့မြို့ကြီးဖြစ်သလိုစက်မှုထုံးလုပ်ရေးအချက်အချာမြို့ဖြစ်တာကြောင့်သွားလာရေးအတွက်မိုးပြန်ရထားတွေနဲ့တက္ကစီပေါင်းများစွာကားပေါင်းများစွာမရေမနာပြေးလွှာနေတဲ့တပ်ဝင်လှုပ်ရှားမြို့တော်တစ်ခုပါဒါကြောင့်မေးစက်ရုံအလုံးယုံတွေကထွက်လာတဲ့အခွန်ငွေတွေနဲ့ကားရည်တွေကထွက်လာတဲ့မိခိုးတွေဟာဗန်ကောက်မြို့ပတ်ဝန်းကျင်မှာစုဖွဲ့ပြီးလေထုညဉ့်ညံမှုဖြစ်လာဖို့အကြောင်းရင်းတစ်ခုဖြစ်လာပါတယ် ဗန်ကောက်မြို့ရဲ့လေတုညဉ့်ညံမို့ဟာမိကုန်းနဲ့မြေငွေပေါင်းထားတဲ့စမုတ်မြေငွေတွေလည်းပါသလိုအစုံနဲ့အသက်ရှူလမ်းကြောင်းယောဂရီကိုဖြစ်စေတတဲ့အမောင်းတွေကလည်းအများအပြားပါရှိနေပါပြီ။ PM 2.5အညုံကိန်းဟာ2.5မိုက်ခရိုမီတာရှိတဲ့အမောင်းတွေကိုကြီးညွှန်းတာဖြစ်ပြီးလေတုတွေကပါလာတဲ့အဆိုပါအမောင်းလေးတွေဟာအစုံတွေတဲ့အထိဝင်ရောက်နိုင်တာကြောင့်အသက်ရှူလမ်းကြောင်းကိုဆူဆူဝဝထိခိုက်စေပြီး WHO ကသတ်မှတ်ထားတဲ့စိုးရိမ်ရိုင်းလေတုညဉ့်ညံမှုအဆင့်ထိရှိပါတယ်။ဒီလိုမျိုးလေတုညဉ့်ညံမှုကြောင့် ကျောင်းတွေယုံတွေပါပိတ်ပေးရသလိုခီးသွားလာရေးမှလည်းအနောက်ရှက်ဖြစ်တာကြောင့်နိုင်ငံကိုတနည်းတစ်ပုံထိခိုက်စေတဲ့တဘာဝဘေးအန္တရာယ်လို့ဆိုရမှာပါကားမော်တော်ယာဉ်စက်ရုံတွေနဲ့လူနေအိမ်တွေကနေထွက်လာတဲ့နိုက်ထရိုဂျင်တိုင်အောက်ဆိုက်ဆာဖာတိုင်အောက်ဆိုက်အိုဇုန်နဲ့ကာဗွန်မွန်နောက်ဆိုက်တုံးတွေတွေဟာတနည်းတစ်တနည်းပုံများလာပြီးရာသီဥတုဖောက်ပြန်မှုနဲ့လေတုညဉ့်ညံမှုကိုတဖြည်းဖြည်းဆိုးဝါးလာစေခြင်းကဗန်ကောက်မြို့နယ်တခြားမြို့ကြီးတွေကနေ့စဉ်လူနေမှုဘဝကိုထိခိုက်စေပါတယ် အထူးသဖြင့်ကလင်းရွယ်ရီနဲ့တက်ကြီးရွယ်အိုရီရဲ့အဆုတ်ဟာလူတို့ညဉ့်ညံမှုကိုခံနိုင်ရေးစွမ်းမရှိရတော့ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်ကြရပါဒီလိုအချက်တွေကိုဖြေရှင်းဖို့အတွက်ထိုင်းဆိုရဟာအောက်ပါအစီအစဉ်တွေကိုချမှတ်ထားပါပရမဇုံနေနဲ့မော်တော်ကားရီကို EV ပြည့်စစ်ကားရီအစားထိုးသုံးဖို့ကြိုးစားလာကြပြီးဒါဟာမော်တော်ကားကထုတ်တဲ့ညဉ့်ဉန်းမှုကိုရှင်းချနိုင်မှာပါ။နောက်ပြီးအများသောဖြစ်တဲ့မိုးပြင်းရထားနဲ့ MRT ရထားလိုင်းတွေကိုတိုးချဲ့ပြီး မော်တော်ကားအသုံးချမှုကိုရှော့ချဖို့ကြိုးစားလာပါတယ်။စက်ရုံအလုပ်ရုံတွေကနေမိကုံးငွေထုတ်လုပ်မှုတွေကိုလည်းစံချိန်စံညဥပဒေတွေနဲ့အကန့်အသတ်ပြုလာပြီးစီးပွားရေးလုပ်ငန်းတွေမှာလည်းအခွန်ကောက်ယူဖို့စဉ်းစားလာကြပါတယ်။မြို့အနှံမှာစိမ့်လန်းဆိုပြေးနေရာတွေတိုးချဲ့ဖို့အတွက်အများပြည်သူပန်းချံတွေနဲ့တပင်းဆိုင်တာတွေကိုလည်းစီမံကိန်းချလှုပ်ဆောင်ပြီးအများပြည်သူအသိပညာပေးရာတွေကိုတိုးချဲ့လှုပ်ဆောင်လာကြပါတယ်။2050ခုနှစ်မှာလေကာဗွန်ရှော့ချရေးစီမံကိန်း project တွေကိုလျှော့ထားပြီး တဘာဝကြကြတိုးတက်လာပါတယ်စိန်လန့်ဆိုပြီးစီမံကိန်းဘန်ကောက်မြေစီမံကိန်းကြီးတွေလည်းစနေတကျချမှတ်ဖော်ဆောင်ရရှိပါတယ်